အားလုံးပဲမင်္ဂလာပါဗျာ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့မာလီခင်ရဲ့ခပ်ပတ်နှစ်ခုလုံးကိုရအောင်ယူပြမယ်လို့ကြုံဝါလိုက်တဲ့အိုမာခင်ရဲ့အကြောင်းမကြခင်ဝမ်းမှာမြင်တွေ့ရတော့မယ်လို့ပြောပြလာတဲ့ဘရော်နီခါရဲ့အကြောင်းပွဲထူးနေတဲ့နေဒီရဲ့ထက်တောင်ပူရသွားတဲ့ကော်နာမဂရီကာရဲ့အကြောင်းဂီဝမ်းမှာရှုံးပွဲကြုံတွေ့ခဲ့ရတဲ့ထိုင်းနာမည်ကြီးဖိုက်တာဘူကိုရဲ့အကြောင်း ရော့ချန်ကိုဒုက္ခပေးလာနိုင်တဲ့တက်တစ်ဆာဖိုက်တာတူရဲ့အကြောင်းနဲ့ Alice Paria ကိုစင်ခေါ်လိုက်တဲ့ heavyweight တန်ကထွန် SP နဲ့ရဲ့အကြောင်းတွေကိုစုစည်းတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ One Championship heavyweight တန်မှာဆိုရင်တော့ဘူမခင်ဟာ champion လူခွင့်ရထားပြီးတာဖြစ်ပါတယ်။ One Championship ကအနာတိုလီမာလီကင်းနဲ့ဘူမခင်တို့ရဲ့ champion လူပွဲကိုလာမယ့်နိုဝင်ဘာလထဲမှာပွဲတည်ပြီးထားပါတယ်။ ပိုမခင်ဟာလီကျဲတက်တဲ့ fighter တူဖြစ်ပြီးတော့အစောဂရိတ်ကအနာတူနီမာလီကင်ကိုစကားစစ်ထုံးမှုတွေလည်းလှုပ်ထားပါတယ်။မကြာသေးခင်ကဂျင်ပါပြုတ်သွားခဲ့တဲ့15 night 23ပြိုင်ပွဲမှာဆိုရင်ပိုမခင်ကတနိုင်ငံထဲသား fighter ဖြစ်တဲ့ဘော့ချာကပ်ချစ်ကိုပထမအချိန်မှတင်းအလဲထိုးနိုင်ခဲ့ပါတယ်။အဲ့ဒီပွဲပြီးမှာဆိုရင်တော့ပိုမခင်ရဲ့လီတိုက်နှုံးတွေကပိုပြီးကျန်လာပါတယ်။နာတူလီမာလီကင်ကလည်းအစဂရိတ်ကပွင့်ရှာတက်တဲ့ fighter ပါ။ ။ဒါကြောင့်သူနဲ့အိုမခင်းတို့ကြားကစကားစစ်ထိုးမှုတွေကလည်းပိုပြီးပြင်းထန်နေပါလေ။အိုမခင်ကအနာတိုလီမာလီခင်ရဲ့ heavyweight champion ခပ်ပတ်တင်မဟုတ်ပဲ light heavyweight champion ခပ်ပတ်ကိုပါပြင်မှတ်ထားနေပါတယ်။သူအနေနဲ့မာလီခင်ရဲ့ခပ်ပတ်နှစ်ခုလုံးကိုရအောင်ယူပြမယ်ဆိုပြီးတော့လေအိုမခင်ကကြုံဝါပြောဆိုထားတာရှိပါတယ်။ဒီနေ့တွေ့ကြတယ်မလား။ကျွန်တော်မှမာလီခင်ကိုလည်းအမောက်သိပ်ပြီးနိုင်တဲ့လက်တီပါဝါရှိပါတယ်။သူစီကခပ်ပတ်နှစ်ခုကို ရအောင်ယူမှာပါ။ heavyweight နဲ့ light heavyweight ခပ်ပတ်တွေကငှအတွက်ပါပဲ middleweight တန်းထီတော့စင်မထူးချင်မှာဘူးအခုတော့ lee chen နဲ့ malikin ကိုအမောက်တိတ်ဖို့ပဲကြံပါတော့တယ်ဆိုပြီး uma king ကပြောဆိုသွားခဲ့ပါတယ်တစ်ဆက်ထဲမှာပဲ uma king က malikin ကိုအလဲထိုးဖို့အတွက်လက်တီတစ်ချက်ပဲလိုတယ်ဆိုပြီးဂျုံဝါသွားပြန်ပါတယ်ကျွန်တော်လက်တီပါဝါကတော်တော်လေးပြင်းပါတယ်။နာတူမီမာလီကင်ကိုပွဲသိမ်းဖို့အတွက်လက်တီတစ်ချက်ပဲလိုတာပါ။ မာလီခင်ရဲ့ပွဲတွေကိုကြည့်လိုက်မယ်ဆိုရင်ဂျန်နက်ဖိုက်တာတွေကသူ့ကိုထိထိမိမိမထိုးကြပဲရှောင်နေကြပါလေကျွန်တော်ကတော့အဒီလိုမဟုတ်ဘူးလို့ပြောဆိုသွားခဲ့ပါတယ်ဆက်လက်ပြီးတော့မကြာခင်မှာဝမ်မမြင်တွေ့ရတော့မယ်လို့ပြောဆိုလာတဲ့ဘရော်နီကာရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်ဘရော်နီကာဟာမွေထိုင်းဖက်မှာမြန်မာပြည်သက်တွေအများကြီးမျောလင့်ထားရတဲ့ဖိုက်တာတူပဲဖြစ်ပါတယ်ဒူမကာထိုင်းဖိုက်မှာစွမ်းဆောင်ရည်ကောင်းတွေပြသထားပြီးတော့နိုင်ပွဲဆက်တွေကိုလည်းရယူနိုင်ခဲ့ပါတယ် ူမကို Time Fighter ရဲ့ Mutiny Fighter တွေထဲမှာရှင်နိုင်မဲ့သူမရှိတော့တဲ့အထီးကိုဖြစ်ခဲ့ပြီးတော့ဘီယင်ဖလား Champion လဲနနစ်ဆက်ဖြစ်ခဲ့ပါတယ်။ဒူမက Time Fight မှာ18ပွဲဆက်အထိအနိုင်ရရှိခဲ့ပါတယ်။နောက်ဆုံးပွဲမှာရှုံးနေထားတဲ့ဆိုတော့ကလည်း Time Fight ကတမင်လုတ်ခဲ့တယ်လို့ပုံစံမျိုးဖြစ်နေပါတယ်။အတားစီးနဲ့ထိုးနိုင်ရတဲ့အတဲ့အမှတ်နဲ့ရှုံးနေသွားခဲ့ရတာပါ။ Veronica Kurain ကလည်း1 Championship ကိုတွန်းချင်နေတာကြပါပြီ။ ဝန်ချမရှိရဲ့ CEO Mr. Chatri ကိုတိုင်ကလည်း Bronica ကိုတတိထားမိပြီးခေါ်ယူချင်နေပါတယ်။ Chatri ဘက်က Bronica ကိုခေါ်ယူဖို့တိုက်ကမွေထိုင်းကလပ်ကိုပါဆက်သွယ်ခဲ့ပါတယ်။မမရရပြီးခဲ့တဲ့နှစ်မေလတုန်းက Bronica ဟာထိုင်းမှာအောင်လိုက်ရဲ့ပွဲကိုတွားကြည့်ခဲ့ပါတယ်။အဲ့ဒီပွဲမှာ Bronica နဲ့ One Chemistry ရဲ့ CEO Mr. Chatri တို့ကစကားပြောဖြစ်ခဲ့ကြပါသေးတယ်။ ရောနီကန်တင်ရဝမ်ချင်မရှိကိုမရောက်သေးတဲ့အဓိကအကြောင်းရင်းကတော့ time fight နဲ့ချုပ်ဆူထားတဲ့စာချုပ်ကြောင့်ပင်ဖြစ်ပါတယ်။ရောနီကာဟာ time fight နဲ့လက်တွဲစဉ်တော့က၃နှစ်အထိတက်တမ်းရှိတဲ့စာချုပ်ကိုချုပ်ဆူထားမိခဲ့တာပါ။ time fight ကလည်း fighter count တဦးဖြစ်တာကြောင့်ရောနီကာကိုလက်မလွတ်ပေးချင်ခဲ့ပါဘူး။ကြားထဲမှာစာချုပ်ဖြတ်သိမ်းဖို့လေကြူးစားခက်သီးပေမဲ့လည်းအစင်မပြေခဲ့ပါဘူး။ဒါပေမဲ့မကြာခင်မှာတော့ဘရိုနီကာနဲ့ time fight တို့ချုပ်ဆူထားတဲ့စာချုပ်ကကုန်လို့မှာပါ။ ဗရိုနီကာကိုဝမ်ချင်မရှိမှမြင်ရဖို့အတွက်တိတ်မလို့တော့ပါဘူးဗရိုနီကာကိုရန်ကလည်းကုဆူဂျီပွဲကိုကြည်ပြီးပြည်သက်တွေရဲ့အာပီတန်တွေကစက်သိန်းတောင်ထားစီပါတယ်မကြခင်ကိုဆူဂျီနဲ့အတူဒီမှာတွေ့ရပါမယ်ဆိုပြီးဗရိုနီကာကဆိုရှယ်မီဒီယာမှာရေးတင်ထားခဲ့တာဖြစ်ပါတယ်ဆက်လက်ပြီးတော့ပွဲထိုးနေတဲ့နေဒီယာချက်တောင်ဝင်ငွေပိုရသွားခဲ့တဲ့ကော်နာရဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ် ဗကြတိခင်းတုံးက UFC fighter ဟောင်ဂျင်နေောက်ဖြစ်တဲ့ Nate Diaz နဲ့ Josh Masvidal တို့ဟာ boxing point ထုတ်တက်ခဲ့ကြပါတယ်။သူတို့ဟာ UFC မှာတုံးကလည်းတချိန်ထုတ်တက်ခဲ့ပူပါတယ်။အဲဒီတုံးက Josh Masvidal က Nate Diaz ကိုတတိယအချိန်မှာအလဲထိုးနဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ဒီဒီချိန် boxing မှာပြန်တွေ့ဆုံတာကတော့သူတို့နှစ်ယောက်ရဲ့မကြီးပွဲလင်းဖြစ်နေခဲ့ပါတယ်။ဒီပွဲကိုတော့ California Honda Center မှာကျင်းပခဲ့ပါတယ်။ Josh Masvidal နဲ့ Nate Diaz တို့ကဂေါင်ပွဲဖြစ်ပြီးတခြားရှစ်ထွက်သွဲဆိုင်လင်းပါဝင်ခဲ့ပါတယ်။ Josh Masvidal နဲ့ Nate Diaz တို့ကစေချီပွဲအနေနဲ့ထူးတက်ခဲ့ကြပါတယ်။ဒီပွဲကတော်တော်လီးလဲအကျိတ်နဲ့ရှိခဲ့ပါတယ်။အချီပြည့်တဲ့အထိအနိုင်အရှုံးမပေါ်တာကြောင့်တိုင်အဆုံးအဖြတ်ခံယူခဲ့ရပါတယ်။မပီတိုင်း၃ဦးမှာတဦးကတည်ပြီးခဲ့ပြီးဂျန်ဦးကတော့နေတီရဲ့ကိုအနိုင်ပြလိုက်ပါတယ်။ ဒီလိုနဲ့နေဒီယက်က MMA ဖက်ကရှုံးကြည့်ကိုဘောက်ဆင်မှာပြန်ဆက်လိုက်နိုင်ပါလေနေဒီယက်ကပွဲအပြီးမှာဂျိတ်ဖော့ကိုမကြည့်ပွဲထိုးဖို့အတွက်စင်ခေါ်သွားခဲ့တယ်လို့ UFC Welterweight Champion Leon Edwards ကလည်းစင်ခေါ်ခဲ့ပါလေနေဒီယက်အနေနဲ့ UFC ကိုပြန်လာမယ်ဆိုပြီးတော့လည်းတည်င်းတွေကထွက်ပေါ်နေပါလေဒီပွဲမှာဆိုရင်တော့ဖိုင်တာ၂ယောက်အတွက်ထူးကြီးကဒေါ်လာ၂သိန်းဖြစ်ပါလေ အနိုင်ရရှိသွားတဲ့နေဒီရဲ့ကတော့ပိုရခဲ့ဖို့ရေစုစုပေါင်းဒေါ်လာ9သိန်းလောက်ရရှိသွားခဲ့ပါတယ်။ဒီပွဲမှာထူးတက်တဲ့ဖိုက်တာနှစ်ယောက်လုံးထက်ပိုရသွားတဲ့ဖိုက်တာကတော့ကော်နာပဲဖြစ်ပါတယ်။ကောနာကဒီပွဲမှာနေဒီရဲ့အနိုင်ရမဲစူပီဒေါ်လာ9သိန်းတောင်လောင်းခဲ့တယ်လို့သိထားရပါတယ်။ဒါကြောင့်ကောနာကတော့ဒေါ်လာတသန်းနောက်ရသွားခဲ့ပြီးပွဲထူးကျနေတဲ့ဖိုင်တန်တွေထက်တောင်ပိုရရှိသွားခဲ့တာလည်းဖြစ်ပါလေ။ဆက်လက်ပြီးတော့ key 1မှာရှုံးပွင့်နဲ့ဂျုံတွေ့နေရတဲ့ ထိုင်းဂနဝင်ဖိုင်တန်ကြီးတို့ဖြစ်တဲ့ဘူကောရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ဘူကောဆိုရကမွေထိုင်းဖက်မှာတော်တော်လေးအောင်မြင်ခဲ့တဲ့ဖိုင်တန်ကြီးတို့ပဲဖြစ်ပါတယ်။စူဒစိတ်ပေါင်းများစွာနဲ့ချန်ပီယံခက်ပတ်တွေလည်းသက်ဆိုင်ရာအဖွဲ့အစည်းနဲ့ဝိတ်တန်အလိုက်ရယူပြနိုင်ခဲ့ပါတယ်။ဝီထိုင်းလောကရဲ့ဂနဝင်ဖိုင်တန်ကြီးတို့လို့တော့တင်ဆက်လို့ရပါတယ်။လက်ရှိမှာတော့သူဟာအသက်42နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်ပါတယ်။ ။ကစားသမားဘွားရဲ့နေဝင်ချိန်ကိုရောက်နေပြီလို့လည်းပြောလို့ရပါတယ်။သူ့ရဲ့စွမ်းဆောင်ရည်တွေကတော့အရင်လိုအကောင်းဆုံးအနေထားမှာတော့မရှိတော့ပါဘူး။သို့ပေမဲ့ပွဲတွေကတော့ဆက်ထိုးနေသေးပဲဖြစ်ပါတယ်။ hybrid တူရဲ့အပိမှုကလည်းအခိုင်မာရထားစေဖြစ်ပါလေ။မကြာသေးခင်တုန်းကပဲဘူကောဟာ K1 အဖွဲ့စီမှာပွဲထူးတက်သွားခဲ့ပါလေ K1 ဆိုတာကဂျပန်အခြေစိုက်နာမည်ကြီး Kickboxing အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ K1 အဖွဲ့အစည်းကလည်း Kickboxing Fighter ကောင်းများစွာထွက်ပေါ်ခဲ့ပါတယ်။ Kickboxing ကိုအဓိကကျင်းပတဲ့ဆိုပေမဲ့လည်းတခြားတိုက်ခိုက်ရေးကစားနည်းတွေကိုလည်းကျင်းပနေပါပြီ။ဘုကောကတော့ K1 အဖွဲ့အစည်းမှာဘူဂီးရီးယားနိုင်ငံသားဖိုင်တာတဦးဖြစ်တဲ့ဘူပရီနက်စကီနဲ့ထူးတက်သွားခဲ့ရပါတယ်။ဒုတိယချီမာလင်ဘုကောတဲ့အောင်ချီကန်ချစ်မိပြီးအမတ်စင်ရီခံလိုက်ရပါတယ်။ တတိယအချိန်မှာဆိုရင်တော့ဒူးတိုက်ချက်ကိုအတုံးပြုမိတဲ့အတွက်ဘုကောတေအောင်တတိပေးခံခဲ့ရပါတယ်။အချိန်ပြည့်တဲ့အထိအနိုင်အရှုံးမပေါ်တာကြောင့်အမတ်နဲ့ဆုံးဖြတ်ခဲ့ရမှာတော့မက်ပီဒိုင်တွေအလုံးကဘူကီဝီယာဖိုက်တာကိုပဲနိုင်ပြလိုက်ပါတယ်။ဘူကိုရဲ့နေဝင်ချိန်ရောက်ပြီဆိုတာဒီပွဲမှာတိတာထင်ရှားခဲ့ပါတယ်။ဂျုံနေခဲ့တဲ့ဆိုပေမဲ့ဘူကောကတော့လက်မလျှော့သေးပါဘူး။ခေဝမ်းမှာပဲဆက်ထိုးအောင်မယ်ဆိုပြီးပြောဆိုသွားခဲ့ပါတယ်။ဆက်လက်ပြီးတော့ ရောထံကိုဒုက္ခပီလာနိုင်တဲ့တက်တစ်ဆန်ဖိုင်တာတို့ရဲ့အကြောင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။ဒီခေတ်က1 Friday 569 temp point မှာဆိုရင်တော့ Sony ဦးနဲ့အတူဒေါ်လာ3သိန်းတန်စာချုပ်ရရှိခဲ့တဲ့ဖိုင်တာတို့ရှိနေပါတယ်။ဒီကတော့ထိုင်းနဲ့ AGN ဝဲဖားဖိုင်တာတို့ဖြစ်တဲ့ Navi M name ပဲဖြစ်ပါလိမ့်။အသက်20ရာရှိသေးတဲ့ဒီဖိုင်တာကဝီထိုင်းပွဲစဉ်တွေဒါမှမဟုတ်ပဲယူရန်လက်ဝဲပွဲတွေပါသူတက်ခဲ့ဘူးတလို့ လူငယ်ချင်းပြန်လဲဖြစ်ထားပူပါရယ်သူကပြီးခဲ့တဲ့နှစ်တုန်းကမှဝမ်ချင်းမရှိမှပွဲဦးထွက်ခဲ့တာဖြစ်ပါရယ်ပွဲဦးထွက်မှာစူပါလက်လူဖိုက်တာနဲ့ထူးတက်ခဲ့ရတာကြောင့်ရှုံးနိမ့်ခဲ့ရပါရယ်အဲဒီနောက်ပိုင်းမှာတော့၃ပွဲဆက်အထိ9ပွဲပြန်ယူပြနိုင်ခဲ့ပါရယ် One Friday Fight 69ပြန်ပွဲမှာတော့နာပေအနှင်းဟာမွေထိုင်းလောကရဲ့နမကြီးဖိုက်တာတူဦးဖြစ်တဲ့ကုလမ်ဒမ်နဲ့ဂမ်ပွဲမှာထူးတက်ခဲ့ရပါတယ်။အဲဒီပွဲမှာတော့နာပေအနှင်းဟာအလဲထူးနဲ့အနိုင်ယူပြီး ဝမ်ချင်မရှိရဲ့ဒေါ်လာတသိန်းတန်စာချုပ်ကမ်းလှမ်းခြင်းကိုခံလိုက်ရပါတယ်။သူရဲ့အဓိကအားသာချက်ကတော့ရဲ့အမောင်းပင်ဖြစ်ပါတယ်။နောက်ပဲအနှင်းဟာရဲ့6ပီ4လက်မအထိရှိပါတယ်။ဒီရဲ့မောင်းက Flyweight Fighter တွေထဲမှာအမြင့်ဆုံးလို့ပြောလို့ရပါတယ်။အရင်မျက်နှာကြောင့်ပြန်ဖြတ်တွေ့အနေနဲ့ရှင်ထိုးဖို့ခက်တယ်လို့သူရဲ့လက်တီပါဝါကလည်းမြင့်ပါတယ်။အလဲထိုးနိုင်ပွဲတွေလည်းများစွာရယူထားနိုင်ပြီး ဒုတိုက်ချက်တွေကလည်းကောင်းပါတယ်။ဝမ်ချင်မင်းရှင်ရဲ့ပွဲကြီးတွေမှာဆိုရင်လည်းနာပီအနှင်းဟာ flight weight တက်မှာပဲထူးတက်မှာဖြစ်ပါတယ်။ဒုကရော့တန်ကိုဒုက္ခပေးလာနိုင်တဲ့ fighter ဆိုပြီးတော့လည်းအလုံးစုံတုံးတက်နေကြပါတယ်။ ဆက်လက်ပြီးတော့ LS Barrier ကိုစင်ခေါ်လိုက်တဲ့ heavyweight တန်ကအထွန်း Spinner ရဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ LS Barrier ဟာမကြီးပွဲမှာ Jury Bro Haskam ကိုအနိုင်ယူပြီးတဲ့နောက် light heavyweight တန်မှာသူ့အတွက်ရှင်စရာ fighter မရှိတော့ဘူးလို့တောင်ပြောလို့ရပါတယ်။ဒါကြောင့်သူ့အနေနဲ့ heavyweight တန်ကိုတက်ချင်နေပြီလေဖြစ်ပါတယ်။ LS Barrier ကဂျွန်ဂျွန်စီကနေ heavyweight champion ခပ်ပတ်ကိုလူချင်းနေတာပါ။ ။ဒါပေမဲ့ပြည်တနာကတော့ဂျွန်ဂျွန်စ်ကအခုတည်း style မျိုးစစ်နေတောင်းထူးတက်ရသေးပါဘူး။ဂျွန်ဂျွန်စ်အနေနဲ့ style မျိုးစစ်နေပဲအရင်ဆုံးထူးတက်သွားရမှာပါ။ဒီပွဲပြီးရင်လည်း Alex Paria နဲ့ထူးတက်ဖို့ကမတိချာပြင်ပါဘူး။ဂျွန်ဂျွန်စ်က style မျိုးစစ်နေပွဲပြီးရင်အနာယူတော့မင်းလို့ဆိုပြီးတည်င်းတွေကလည်းထပ်ပေါ်နေပါလေ။အဲ့ဒီလိုအချိန်မျိုးမှာ LS Paria ကို heavyweight တန်းကတခြား fighter တအူကစင်ခေါ်လာခဲ့ပါလေ သူကတော့ thon spin နဲ့ပဲဖြစ်ပါလေ thon spin နဲ့ဟာ heavyweight တိုင်းရဲ့ combine fighter တူဖြစ်ပြီးခပ်ပလူခွင့်နဲ့လည်းနီးစပ်နေပြီဖြစ်ပါလေ thon spin နဲ့ကနောက်ဆုံးနှစ်ပွဲဆက်ကိုလည်းပထမအချိန်မှပဲအလဲထိုးနဲ့အနိုင်ရရှိထားပါလေဒီလထဲမှာဆိုရင်တော့ thon spin နဲ့ဟာ heavyweight ဂျပ်ပြ champion လူပွဲအဖြစ် Khatis Blitis နဲ့ထူးတက်သွားရတော့မှာဖြစ်ပါလေ။အဲ့ဒီပွဲတော်မထူးတက်ရသေးပင် Thon Aspinall ကအလက်စပါရီယာကိုစင်ခေါ်သွားခဲ့တာပါ။ ဒီကရက်နှစ်တွေမှာ LS Paria လုတ်ပြခဲ့တာတွေကချီးကျူးဖို့ကောင်းပါလေ။သူက UMC ရဲ့အကောင်ဆုံး fighter တွေထက်ကတယောက်တောင်ဖြစ်နေပါပြီ။ဒီအချက်ကြောင့်ကျွန်တော်သူ့ကိုမထူးသက်ရဲဘူးဆိုတာမဟုတ်ပါဘူး။တချင်ချင်းမှာပွဲကဖြစ်လာမယ်လို့ထင်ပါတယ်။ UMC ကလည်းဆန္ဒရှိမယ်ဆိုရင်ပေါ့။ကျွန်တော်အနေနဲ့အစ်စ်မကြော်ချင်ပါဘူး။အခုတော့ Curtis Blades နဲ့ပွဲအတွက်အာယုံစိုက်နေပါတယ်ဆိုပြီးထုံး Aspin ကပြောဆိုသွားခဲ့ပါတယ်။ဟုတ်ကဲ့ပါ။ ကနေ့မှာတော့အာကစားလောကကစင်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုစူးစီးတင်ဆက်ပေးသွားခင်တာပင်ဖြစ်ပါလေ။အဆုံးအထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မို့အားလုံးကိုအထူးပင်ကျေးဇူးတင်ပါတယ်။ကျွန်တော်ကတော့ဂျိုးဆပ်ပဲဖြစ်ပါတယ်။